ဝေသားကလုံးဝကိုကျွတ်ကျွတ်အိတ်ကြီးထဲမှာကိုထည့်ပြီးတော့လုံးဝကျဲမှာတိမ့်နေရတလန်းလုံးကျဲတာတလန်းလုံးကျဲတဲ့အပြင်ပန်းတကူအထုပ်ကလေးတော့တတ်တတ်ထားထားသေးတယ်ပေါ့ကွအဲ့ဒါလေးကမသိတဲ့နေရာလေးမှာလိုက်ဖွဲ့မှာပါတယ် ်တယ်မားကြီးကတော့အများကြီးတော့တာကေတာပတ်တေတော့အရှိတကုံတို့ဘာလို့ပေါ့နော်အဲ့ပတ်တေသွားမှာညကြိုက်ကားနဲ့ရှောက်ပတ်တာပဲပျော်တဲ့ပတ်တေပဲသွားတာပဲလူတွေများများရှိတဲ့နေရာဒါပေမဲ့မားကြီးကကားနဲ့လိုက်ကျရင်လေစိတ်ကန်းရှိတယ်မားကြီးတို့မှလောပါတယ်မားကြီးတို့ကတေချာအော်ပေးတယ်ဘာဖြစ်လို့လဲကိုကြောင့်နဲ့မြေသူတူတူတယောက်မှဒုက္ခမရောက်စေချင်ဘူး ဘာလို့ဆိုတော့နောက်ကားတွေပါရင်လည်းပြောတယ်နောက်ကားတွေပါတယ်နောက်ကားတွေရှိတယ်เนาะအဲ့ဒါကြလေးတွေမကောက်နဲ့မလူနဲ့မာကြီးမကျဲဘူးမလာနဲ့ကတ္တရာဘောမကြက်နဲ့မာကြီးတို့ကရက်လိုက်တယ်ရက်ပြီးသွားလို့ရှိရင်ကတ္တရာရဲ့ဘေးမှာကောက်ကျဲပေးတယ်အဲ့လိုမျိုးလေကိုပြီးရင်ပြီးရောသိတယ်မှာကိုလက်ကကိုလက်ကလွတ်ပြီးရောနောက်ကလူဖြစ်ချင်တာဖြစ်မာကြီးမလုပ်ဘူးပြီးရောမာကြီးပစံလေးတေချာခောက်ထားတယ် ်ဟောပလပ်ပလပ်နဲ့လည်းမကျဲဘူးဘာလို့ဆိုတော့ကောက်မိတဲ့သူကပတ်စံလေးကောက်ရတာမှ9000တောင်နောက်ကကားကတိုက်သွားလို့သေသွားရင်လည်းအသက်တွေရှိတယ်အဲကြောင့်မာကြီးကကြောက်တယ်မာကြီးကလော်နဲ့သေးချာအော်တယ်သေးသေးချာချာစီကန်းနဲ့ချာနဲ့ပြောပြရဲမာကြီးအရှိမဆိုလဲညကြရင်7နာရီဆိုချိတ်ချိတ်တုံးနေပြီပတ်စံကျဲတော့မာကြီးနေရာတိုင်းမှာပတ်စံကျဲတာဖြစ်နိုင်ရင်လေမာကြီးမှအိမ်မက်ရှိတယ်တနေ့ပေါ့နော်ဒါကတော့မာကြီးလည်းဖြစ်သွားတဲ့အခါကျတကယ်လို့မှတနေ့ခြံနဲ့ဝင်းနဲ့အိမ်နဲ့ညာနဲ့နေဖြစ်သွားခြံရှေ့မှာပေါ့နော်မာကြီးကအမြဲတမ်းဇရက်ကြီးစောက်ပြီးနေ့စဉ်ထမင်းကျွေးတဲ့အလှူကိုလှုပ်ချနေတာ နေ့စဉ်ကျွေးနေမယ်ပေါ့နော်လူ150ဆို150လူ200ဆိုလူ200ဟင်းရတော့မကျူဘူးအမြဲတမ်းကျွေးနေမယ်မာကြီးအိမ်ဒီအမြဲတမ်းအလှူနဲ့ပြည့်တဲ့အိမ်ပဲဖြစ်နေတယ်ပေါ့နော် မလေးဇာမုံးလာပြင်းနေမာကြီးဟိုရက်ကလည်းပြောလိုက်တယ်လေအလူလူတာပေါ့နော်လမ်းမှာလမ်းပိတ်ပြီးတော့လူ900ဆိုအုံတမင်းချက်သားနဲ့အာလူမပိကြောမယန်းသီးတနက်လေးနဲ့လှူပေးတာဖြစ်တယ်ဒီဘက်မှာတော့တန်မှုဖြော်ရည်လေးလေးတိုက်နေတယ်ပေါ့လေကွယ်ညကြလို့ရှိရင်တော့ကားကြီးနဲ့ဟိုမှာတွေ့တဲ့ဘုံဘိုကားကြီးတွေ့လာအဲ့ကားကြီးနဲ့ပတ်စံလိုက်ကျဲမှာသိန်း900လိုက်ကမဲ့အဲ့ကားကြီးအကိုင်းတော့ကလိုက်အေးငပိကြောဘူးတစ်ထောင်ကျဲတယ်ငပိကြောရဲ့အောက်မှာလည်းပတ်စံတွေထည့်ထားတယ်3000 2000 5000အမျိုးမျိုးထည့်ထားတယ်ပေါ့နော်ဒီနေ့ကအလူတွေကြီးပဲမာကြီးကမာကဒီလိုလက်ကောင် င်တော့ရှိပါပြီ။အဲ့မားရဒါကလောက်တာဆိုရင်တော့၃လနှစ်တော့၃လလောက်တော့ရှိပြီပေါ့နော်။အခုပို့ပို့တွင်ကျယ်ပြီးတော့ပို့ပို့ပြီးတော့လုံလာနိုင်တယ်ပို့ပို့ပြီးတော့လည်းစီးပွားရေးတွေကအဆင်ပြေတယ်လေ။ချက်တက်ခင်တဲ့သူတွေခုနှစ်သားသမီးကမားရကိုတကယ်အားပေးကြတယ်။အားပေးလို့ရသမျှပတ်စံအောင်မားရကအဲ့လိုစုပူးကြီးနဲ့ဖယ်ထားပြီးအမြဲလူလာ။မားရမှာတနိဋ္ဌန်ရှိရယ်ပေါ့နော်။ဒီနှစ်ကို၃00လူနိုင်နောက်နှစ်ကို၃00လူချင်ပါရဲ့လို့ဘာလို့လဲဆိုတော့ဘဝကခဏလေးမားရပြောသလိုပေါ့နော်။ခဏလေးဘဝကခဏလေးဆိုတော့ဘာပဲဖြစ်ဖြစ်ကိုရှာထားတာတွေကိုခုနှစ်သားသမီးကိုထိတွေ့ပြီးကိုလက်ကိုချိန်နဲ့ကိုလှူနိုင်တဲ့အချိန်မှာလှူ ဖို့လူကျင်တာအဲ့ဒီစိတ်မာကြီးစိတ်ကအဲ့ဒါကြောင့်မို့လူတာပါညီမလေး။အော်ဒါတမိုးမရှိဘူးလို့သူများမြင်မှာထင်ရမိမယ်။ကို့အတွက်ကတော့အရန်တမိုးရှိရယ်လေ။ဒီအမဆိုလို့ရှိရင်လည်းတကူတကအယူသေးလာတာထမင်းလာစားနေညီမလေးကိုချစ်လို့အားပေးရာဆိုမမျောလင့်ထားအောင်လေနော်။ချစ်တဲ့ခင်တဲ့သူတွေကအဲ့လိုမျိုးအားပေးရာဆိုတော့လေကို့ရင်ထဲမှာအတိုင်းမသိအရန်ဝမ်းသာပါရယ်။လာပေးတဲ့အမကိုလည်းကျေးဇူးတင်ပါရယ်လို့ခုနအားပွားတွေသူ့ကိုပေးတာသူကလက်တွေမှာချက်သိမ်းနေထားရနေတယ်။ မကြီးကကျွေးကျင်တာပေါ့အမှန်တိုင်းပြောရင်လုံရတယ်ပေါ့နော်လုတ်ပေးရတဲ့ကလေးတွေကပင်မန်းလို့မကြီးကလူတထောင်လဲကျွေးကျင်တယ်ဘာလို့လဲဆိုတော့နေရအချားနေရတဲ့အချားနေရတွေမှာလိုက်လိုက်ပြီးတော့လဲထမင်းကျွေးတယ်ပေါ့နော်အဓိကကဘာလဲဆိုတော့လုတ်ပေးရတဲ့အချွေရံလေးတွေတအားပင်မန်းလို့တာမကြီးကနားတာပဲရှိတယ်ဖြစ်နိုင်ရင်လေမကြီးမှအိမ်မက်ရှိတယ်တနေ့ပေါ့နော်ဒါကတော့မကြီးလည်းဖြစ်သွားတဲ့အခါကျတကယ်လုံးမှတနေ့ခြံနဲ့ဝင်းနဲ့အိမ်နဲ့ယာနဲ့နေဖြစ်သွားခြံရှေ့မှာပေါ့နော်မကြီးကအမြဲတမ်းဇရက်ကြီးစောက်ပြီးနေ့စဉ်ထမင်းကျွေးတဲ့အလှူကိုလုတ်ချင်နေတာပဲ နေ့စဉ်ကျွေးနေမယ်ပေါ့နော်လူ150ဆို150လူ100ဆိုလူ100ဟင်းရတော့မကျူဘူးအမြဲတမ်းကျွေးနေမယ်မာကြီးအိမ်ဒီအမြဲတမ်းအလူနဲ့ပြည့်တဲ့အိမ်ပဲဖြစ်နေတယ်ပေါ့နော် ာပေါ့နော်အဲ့လူဆိုတာလဲကိုလူတိုင်းလဲလာရောက်ပြီးတော့စားပေးရသူတွေရှိမှလဲအဲ့လူဆိုတာအထမြောက်တာစားသုံးပေးမဲ့သူတွေမရှိလဲဒီလူကြီးမှဟဲ့လာပါအောင်ဟဲ့လာပါအောင်လာပါအောင်ဖြစ်နေအခုလို့အော့အော့တောင်းနေအောင်မညီမလေးတို့အမြင်ပဲကြိတ်ကြိတ်တိုးအဲ့ရှိမှတတုပ်စားပြီးနောက်ကတတုပ်ကတန်းစီနေပြီးငါမရလို့သူမရလို့နေပေါ့လေခုနတည်းအောင်ဆူတောင်းရဟဲ့မိုးကရွာတော့မှလာဟဲ့ဘာဖြစ်မှလဲဆိုအခုဟောတဘာဝတရားကြီးကလဲကိုယ့်ဘက်ကပါလာတယ်ပေါ့ကွယ်ဘဘောင်းဆုံးမှဆိုတော့ပျော့ပါတယ်ကျော်ငါ6000ကျော်ဘူးတထောင်လေး ဘူးတထောင်ဘူးတထောင်အာချဲရမယ်ထုတ်ထားတာဆိုဘူးတထောင်အဲ့အောင်မှာပတ်စံနေပါတယ်ငွေသားကလုံးဝကိုကျွတ်ကျွတ်အိတ်ကြီးထဲမှာကိုထည့်ပြီးတော့လုံးဝကျဲမှာတိမ့်နေရတလန်းလုံးကျဲတာတလန်းလုံးကျဲတဲ့အပြင်ပန်းတကူအထုပ်ကလေးတော့တတ်တတ်ထားထားသေးတယ်ပေါ့ကွအဲ့ဒါလေးကမသိတဲ့နေရာလေးမှာလိုက်ဖွက်မှာပါတယ်မနေ့ကအရာကလေးတွေဝန်ထမ်းတွေကိုကျဲပေးပြီးွားပြီးတိမ့်90မင်းကလေးတွေတတုံ25တိတ်ယောက်ျားလေးတတုံ25တိတ်ရကြတယ်နှစ်သိန်းကျော်တွေ3သိန်းနေရီရကလည်းမပြောနဲ့အရန်ပဲ ဟုတ်တယ်မာကြီးကတော့အများကြီးတော့တာကေတာပတ်တေတော့အရှိတကုံတို့ဘာလို့ပေါ့နော်အဲ့ပတ်တေသွားမှာညာကြိုင်ကားနဲ့ရှောက်ပတ်တာပဲပျော်တဲ့ပတ်တေပဲသွားတာပဲလူတွေများများရှိတဲ့နေရာဒါပေမဲ့မာကြီးကကားနဲ့လိုက်ကျင်းနေစိတ်ကန်းရှိတယ်မာကြီးတို့မှလောပါတယ်မာကြီးကတေချာအော်ပေးတယ်ဘာဖြစ်လို့လဲကိုကြောင့်နဲ့မြည်သူတဦးတယောက်မှဒုက္ခမရောက်စေချင်ဘူးဘာလို့လဲဆိုတော့နောက်ကားတွေပါရင်လည်းပြောတယ်နောက်ကားတွေပါတယ်နောက်ကားတွေရှိတယ်နော်အဲ့ဒါကြောင့်ကလေးတွေမကောက်နဲ့မလူနဲ့မာကြီးမကျဲဘူးမလာနဲ့ကတ္တရာဘောမတက်နဲ့မာကြီးတို့ကားရက်လိုက်ရက်ပြီးသွားလို့ရှိရင်ကတ္တရာရဲ့ဘေးမှာကောက်ကျဲပေးတယ်အဲ့လိုမျိုးလေပိုပြီး ရင်ပြီးရောသိတယ်မှာကိုလက်ကကိုလက်ကလွတ်ပြီးရောနောက်ကလူဖြစ်ချင်တာဖြစ်မာကြီးမလုပ်ဘူးပြီးတော့မာကြီးပတ်စံလေးတေချာခောက်ထားတယ်အော်ပလပ်ပလပ်နဲ့လည်းမကျဲဘူးဘာလို့လဲဆိုတော့ကောက်မိတဲ့သူကပတ်စံလေးကောက်ရတာမှ9000နောက်ကကားတိုက်သွားလို့သေသွားရင်လည်းအသက်တွေရှိတယ်အဲကြောင့်မာကြီးကကြောက်တယ်မာကြီးကလော်နဲ့သေချာအော်တယ်သေသေးချာစီကန်းနဲ့ကြားနဲ့ပြောပြရဲ့မာကြီးအရှိမဆိုလဲညကြရင်၈နာရီဆိုချိတ်ချိတ်တုံးနေပြီပတ်စံကျဲတော့